င်္ဂလာပါခင်ဗျာဒီနေ့ချိန်ကတော့ Department 2ကြောင့်ဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးမယ် PPP Weekly Student Digest Season ဖြစ်ပါတယ်ဒီ season ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူဒီ PPP က Wine သတင်းတွေဖြစ်တဲ့ဥမောင်တူကိုတောင်းဝဲထွန်းနဲ့ကိုထက်အောင်တို့ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကိုသင်းဘက်မှာထူးခြားသတင်းပြဆင်တွေကတော့အမရထုတ်ခံလာတဲ့စစ်ကောင်းဆောင်ဟာမော်စကိုမြို့မှာကျင်းပတဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ80ပြည့်အထိမ်းအမှတ်ခံတာကိုတရားဖို့ရုရှားနိုင်ငံကိုထပ်မံတောင်းခဲ့တဲ့တွင်ရန်ကုန်နဲ့မန္တလေးမှာငလင်းတွေထပ်လုပ်လို့ ကျန်ကုန်မြို့ကနေစိုးရင်ထိတ်လန့်ပြီးတော့တိုင်းမြင့်ကြီးပေါ်ကနေလမ်းပေါ်ကိုပြည့်ထွက်ခဲ့ကြတာရှိလို့စကိုင်းကလင်ကြီးကြောင်းဘိုးရင်နေပျက်စီးခဲ့ရတဲ့ပြည်သူတွေကလည်းငလင်လုတ်ခတ်ခဲ့တာရပောင်း40ကျော်ခြာလာပြီးဖြစ်ပေမဲ့ကလင်တော်ကြီးတွေမစတင်နိုင်နေပဲခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့ဒလိနေရှိပါတယ်။ကောင်းကလင်ပေးတဲ့ပြည်သူတွေအတွက်ဒဇနီဆရာမှုဆိုင်ရာအကူအညီတွေကိုအများဆုံးပေးမလိုက်ပဲနဲ့ဟန်တာမရှိပေးဖို့ဒီမနက်ကဆရာအထူးချက်ပေးကောင်စီ SCCM ကနေပြီးတော့နိုင်ငံတကာအတက်အဝဲကိုထပ်ပေးပြီးတော့တောင်းဆိုလိုက်တာရှိပါတယ်။ အမလာနဆက်ရှင်နဲ့အင်အားပြင်းကလေးကြောင့်မန်လေးဥပိုတောင်းထဲမှာဒီဆောင်နေပြုကြပြီးတော့ကိုဝင်ဆောင်နေပါဝင်နိုင်ငံရေးကျင်းသူကျင်းသား50တယောက်ပြေဆုံးခဲ့ရတာရှိတယ်လို့ထောင်ထဲမှာကျမရေးဆောင်ရှောက်မှုမလုံလောက်လို့ဒီနိုင်ငံရေးကျင်းသား CDM ចောင်းစီယာကိုဟိမင်းသူအပါဝင်2022ခုနှစ်ဇန်နဝါရီလကနေဘီလာဒီနိုင်ငံရေးကျင်းသား9ယောက်ပြေဆုံးခဲ့တယ်ဆိုပြီးတော့ဒီနိုင်ငံလုံးဆိုင်ရာနိုင်ငံကျင်းသားများကိုရက်ကထုတ်ပြန်ခဲ့တာရှိပါတယ်။နောက်ရခိုင်တိုင်းသားဝိုင်းနိုင်ငံသမားကြီးလည်းဖြစ်ပြီးတော့ဒီခိုင်မျိုးသား ဝက်ချုပ် ULA arkata.a ရဲ့နိုင်ငံရေးမှူးဖြစ်တဲ့ဦးလာစောဧတယောကနဲ့ကွယ်လွန်သွားတာရှိပါတယ်။နောက်ပြီးသူကဝေးတက်ဘွဲ့ PDF ထူထောင်ခဲ့တာ၄နှစ်ပြည့်သွားပြီဖြစ်ပြီးတော့ဗတ်တညရေးဆိုရ UNG ရဲ့ကာဝေးဝန်ကြီးဌာနကတော့ PDF တိုင်ရင်းတွေတက်ဘွဲ့တွေအတွက်အမေရိကန်ဒေါ်လာ25ဒက်လောက်ထပ်ပတ်ထားပြီးဖြစ်တယ်လို့ထုတ်ပြန်ခဲ့တာရှိပါတယ်။နောက်ခရှင်ပြည်နယ်ပမော်မြို့အနီးနေရာများစုကတော့ KIA တက်ဘွဲ့တွေက တိမ့်ပိုက်ထားပြီးမယ်တိုက်ပွဲတွေဆက်လက်ပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ရဲ့ပြင်းထန်ပုံကျဲတိုက်ခိုက်မှုတွေကြောင့်လည်းစစ်ပေးဆောင်ပြည်သူ15ယောက်ပြေဆုံးပြီးတော့ယောက်30ကျော်တန်ရရှိသွားတဲ့သတင်းတွေရှိပါတယ်။နောက် PNB ရဲ့ကြားဆောင်တပ် PGF ကခေါင်းဆောင်ဘုံမကြီးစောချစ်သူနဲ့တာနေရောက်ဖြစ်တဲ့စောထူးအမှုနဲ့စောချစ်ချစ်တို့ကိုအကြံဖြန့် online ဝေလင်ကိုင်းနေတဲ့ဆက်နွယ်တွေဆိုပြီးတော့ American ကပိတ်ဆို့တန်ခတ်အရေးယူတဲ့သတင်းတွေရှိပါတယ်။ချိဝိုင်းတဲ့နေ့ပဲမှာတော့ပြည်ရင်းဈေးကွက်မှာစောင်းစီညွန်ဈေး နော်နေရာဆက်တိုက်ကျစင်းနေပြီးတော့တပိတ်တာကို6900ကျက်ထိရောင်းနေရာ ရှိပါတယ်ဒါပေမဲ့ရန်ကုန်မှာပြင်ပလက်လီဈေးကွက်မှာတော့စောင်းစီတပိတ်တာကိုကျက်1000ထက်မှာပဲရှိနေပါတယ်ဟုတ်ရခိုင်မီတယ်မှာတော့အောင်းနဲ့ငွေဆက်ကူတွေပြဿနာပို့ပြီးတော့ဆိုးရလာနေပြီးတော့ဒီအောင်းနဲ့ငွေဆက်ကူတွေကိုလက်မခံနဲ့လက်မခံတာကြောင့်ဒေသခံတွေကက်ကဲကြုံနေရတဲ့တွေ့ရင်တွေရှိပါတယ်နောက်နိုင်ငံသားတွေနေပေါ်မှာတော့169ပါမြောက်ပေါ်ရိုင်းမင်းကြီးဖြစ်အမေရိကန်ကာဒီနယ်ရောဘတ် reverse ကိုရွေးချယ်လိုက်တဲ့တွင်နောက်အိန္ဒိယနဲ့ပါကစ္စတန်ကက်ရှမီးယားနယ်စပ်နားမှာလေကြောင်းကနေပြီးတော့အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့တွင်နောက်စင်ကာပူနဲ့ဩစတြေးလျရေကောက်ပွဲတွေမှာအနိုင်ရပါတီတွေကပဲပြန်ပြီးတော့အနိုင်ရတဲ့တွင်တွေရှိပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တော့ပုံရံမင်းကြီးတိရွေးချယ်ပွဲနဲ့ပဲစတင်ပါတယ်ဒီရွေးချယ်ပွဲနဲ့ပတ်သက်ပြီးတော့ကိုတောင်တို့အရင်ဆုံးပြောပြပါလားခင်ဗျအဲပုံရံမင်းရွေးချယ် ုနဲ့ပတ်သက်ပြီးတော့ဒီမနေ့ရောဒီနေ့ပေါ့နော်ကျွန်တော်တကဘာလုံးကသတင်းတွေအဲတကဘာလုံးမှာရှိတဲ့ကက်သလစ်ဘာသာဝင်တွေပေါ့နော်ဒီခရီးယန်ကက်သလစ်ဘာသာဝင်တွေတာမကပေါ့နော်တဲ့တဲ့ဗီဒီယိုပေါင်းစုံကလည်းတိုက်ရိုက်တွေတွင်ပြနေတာတွေ့တယ်ဒီဗာတီကန်ဒီစိန့်ပီတာယဉ်ပြမှာလည်းဒီပေးသက်တွေအဲတိုင်းနဲ့ချီလောက်တယ်ပေါ့နော်တောင်းကနမမနေပဲသူတို့စောက်ချနေကြတယ် အဲကျွန်တော်မနေ့ကအထိတွေ့တဲ့တင်းနေရဆိုလို့ရှိရင်ဒီသူတို့ရှင်မီလီပေါ့နော်ဒီမီကိုခေါင်းတိုင်းမှာမီကိုအမဲရောင်လေးစပြီးတော့မနေ့ကစပြီးတော့ရွေးချယ်ကြတယ်ပေါ့နော်ရွေးပြီးတော့ဒီကနေ့မှာအဲဒီဦးရပါအချိန်လဲဆိုညနေပိုင်းပေါ့နော်အဲအဲ့ဒီအချိန်မှာပဲဒီမီကိုအဖြူလေးထွက်လာတယ်မီကိုအဖြူလေးထွက်လာပြီးတော့ခဏနေတော့ခေါင်းလောင်းအဲတီးတယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့အားလုံးက ဒီအဆယ်လာရိုးရာအတိုင်းဆိုလို့ရှိရင်အားလုံးကနားလည်သွားကြပြီပေါ့နော်ဒါဆိုရင်ပုံရဟမင်းအသေးရပြီအဲပုံရဟမင်းဒီပြောင်းလာတော်မူတဲ့ပုံရဟမင်း Francis နေရာမှာအစားထုတ်မဲ့ပုံရဟမင်းအစ်စ်ကိုရပြီဆိုပြီးတော့အားလုံးကအာဝန်တာအားရပေါ့နော်အဲဒီမှာကျွန်တော်တရင်နေမှာတွေ့ရတယ်လို့ဆိုရှင်ဒီယောမအီတလီနိုင်ငံဒီယောမမျိုးစုမျိုးသားတွေရတယ်အဲဒီဒီဘတ်ဗာတီကန်စီတီကိုပြေးကြတာပေါ့လေဗာတီကန်စီတီဒီစိန့်ပီတာရင်မြေကိုပြေးကြတာပေါ့နော်အဲ့မှာ ိုင်ငံတကာအဲနိုင်ငံတကာခီးသွားတွေလည်းအဲ့ဒီမှာရောက်နေကြတာရောက်နေကြတယ်အဲပြီးတော့တကကဘာမီဒီယာပေါင်းများစွာလည်းအဲ့ဒီမှာတိုက်ရိုက်တွေထုတ်ထွက်နေကြတယ်ပေါ့နော်အဲတော့ကြီးညာချက်ထွက်လာတဲ့ဒီဒီဝါရန်တာပေါ့မနော်ဝါရန်တာမှာဒီစိန့်ပီတာရင်းမြစ်မှာဒီပေအသက်တွေအားလုံးကိုထွက်ပြီးတော့ပို့ရမ်းတဲ့အစ်စ်က ထွက်ပြီးတော့နှုတ်ဆက်ရတယ်မိကုံးပြောရတယ်ပေါ့နော်အဲအဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့တိုက်ရိုက်နိုင်ငံကမီဒီယာပေါင်းများစွာတိုက်ရိုက်လွှင့်နေရတယ်တွေ့တယ်အဲ့ဒီမှာပထမဆုံးမိကုံးကတော့ဒီပုတ်ရဟန်းမင်းဘသူလဲပေါ့နော်အဲပုတ်ရဟန်းမင်းကအခုဒီကာရီနယ်ပေါင်း133ပါးကနေပြီးတော့3ပုံ2ပုံပေါ့နော်3ပုံ2ပုံမှာ plus 1เนาะ 133ယောက်မှာ88ယောက် plus sponsor 89ယောက်ပေါ့နော်ကသဘောတူတဲ့အားလုံးမဲပေးကြတာပေါ့နော်အဲ့တော့မီဂိုခေါင်းတိုင်မှာမနေ့ကအတီမီဂိုခေါင်းတိုင်မှာအမဲအောင်နေထွက်နေတဲ့အတွက်မနေ့ကတွေကစတယ်ပေါ့နော်အဲ့တော့မဲပေးတာအားလုံးတချို့မီဒီယာတွေမှာကြီးတော့မဲပေးတာအားလုံး၄ချိန်လို့ရည်ရတယ်တချို့ကမီ၅ချိန်လို့တွေ့တွေ့တယ်အဲ့ဘေးကအမှန်တော့ကျွန်တော်သိချင်မသိဘူးဒါပေမဲ့နောက်ဆုံးတော့ဒီကာရီယာတွေအားလုံးမဲပေးကြတဲ့အချိန်မှာအဲ့ ရရသွားတဲ့ပွေဟမ်းမင်းဖြစ်ရွေးချယ်ခံရတာကဒီအမေရိကန်နိုင်ငံသားအမေရိကန်နိုင်ငံသားပေါ့နော်ဒီအာ Robert Prevost ပေါ့နော်အာသူကပေရူးနိုင်ငံသားလည်းဖြစ်တယ်အမေရိကန်နိုင်ငံသားလည်းဖြစ်တယ်ပေါ့နော်အာဒီကာရင်းငယ်အာအဲ့ဒီကာရင်းငယ်ကစပြီးတော့ဒီမိတ်ဆက်တဲ့အချိန်မှာပဲသူ့ရဲ့ပွေဟမ်းမင်းရဲ့ဘွဲ့ပေါ့နော်ပွေဟမ်းမင်းရဲ့ဘွဲ့ကိုအာ ချိန်ညာရတယ်ပေါ့နော်အဲ့ချိန်ညာတဲ့ခါမှာအရင်ပိုဟမ်းမင်းကတော့သူက Francis ဆိုတဲ့နာမည်ကိုယူတယ်ဂူတီပိုဟမ်းမင်းအတစ်ကတော့ Leo ပေါ့နော် Leo the 14လို့ရေးတာ Leo the 14လို့ပြောတာတွေ့တော့ Leo 14ပေါ့နော်အဲ့ပိုဟမ်းမင်းတွေကိုသူတို့ကြည့်တဲ့အခါကျတော့ရှင်ပိုဟမ်းမင်းကဒီ Leo ဆိုတာကအဲ လီယိုစက်ကိုစနမဆက်လေးပေါ့နော်အမဆက်လေးအဲ့ဆိုရင်ဘာဖြစ်လို့လီယိုဆိုရက်အဲဘွဲဟိုရှူလာလဲဆိုရက်အာကိုပြန်ကြည့်တဲ့အခါကျတော့ရှင်ဒီလီယို13ပေါ့နော်ပထမလီယို13ဆိုလို့ရှင်အဲထောင်19ရာစုပေါ့လေဒီ19ရာစုဒီပထမကမ္ဘာစစ်တွေဖြစ်ခင်ထောင်ဟိုအဲ1900တစ်ပိုင်းတွေကဒီပုတ်ရမ်းမဲ့အနေနဲ့ဆိုလို့ရှိရင်သူကလက်ဝဲဆုံးမဟုတ်ဘူးလက်ရဆုံးမဟုတ်ဘူးတွတ်တော့ဒီအလုတ်သမားအခွင့်အရေးတွေ ဒီ social justice ပေါ့နော်ဒီလူမှုတရားမျှတမှုတွေပေါ့ရက်တည်တယ်အဲဆိုတော့ဂုံရည်တွေရှိတယ်ပေါ့နော်အဲ့ဒါပုံဟမ်းမင်းကသူ့ရဲ့ပွဲတော်ခံယူတဲ့နေရာကိုကြည့်ပြီးတော့အဲသူဟာသူ့ရဲ့သဘောထားကဘယ်လိုသွားမလဲသူ့ရဲ့မူဝါဒဘယ်လိုသွားမလဲဆိုပြီးခံမှန်းရတာပေါ့လေအဲကျွန်တော်တို့တိုင်းငံကမီဒီယာတွေမှာပြီးခဲ့တဲ့ရပိုင်းတွေပြီးခဲ့တဲ့အပတ်တွေကကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်လို့ပေါ့နော်အားလုံးဟိုခံမှန်းနေကြတဲ့အချိန်မှာဒီပုံရံမဲ့ ခုပို့ရမ်းမဲ့ဒီ America Cardinal မှာပါဘူးတကယ်တော့လေအဲအဲ့ဒီဟို campaign တွေရရဆိုတာပေါ့လေဒီ Philippines ပါတယ်နော်ဒီအာဆာကပို့ရမ်းမင်းဖြစ်လာမလား Africa ကပို့ရမ်းမင်းဖြစ်လာမလားဆိုပြီးတော့ campaign တွေရတယ်အဲ Italy ပဲဖြစ်မလားပေါ့နော်လောလောဆယ်မှာတော့ဒီဒီပို့ရမ်းမင်းအသေးရတော့တဲ့အတွက်ဒီစကားပါလုံးမှာရှိတယ်တန်ပေါင်း1400တော့ဒီ Catholic ဘာသာဝင်တွေအနေနဲ့ပါတော့အာသူ ဒီဒီအားလုံးကထိုက်ထိုက်တန်တန်ရွေးချယ်တဲ့အတွက်ဒီတင်ရအတွက်မှာပဲရွေးချယ်နိုင်တဲ့အတွက်ကက်ဒလစ်ပါစာဝင်တဲ့အကုန်လုံးဝမ်းမြောက်ဝမ်းသာဝမ်းသာအားရဖြစ်နေကြမယ်လို့အဲ့လိုမျိုးကျွန်တော်သိရပါတယ်။ဟုတ်ကဲ့ပါ။ဟိုကဆက်လက်ပြီးတော့ဥမောက်တူကိုလည်းပြေးချင်ပါတယ်။ဒီပါရောဒုက္ခထားပြီးတော့မှရုရှားနိုင်ငံကိုတရားချင်းသွားခဲ့တဲ့စစ်ကောင်းဆောင်ရဲ့မော်စကိုကြီးချင်းနဲ့ပတ်သက်ပြီးတော့ဗာရင်မားထူးခြားမှုရှိလဲဆိုတော့ဥမောက်တူပြောပြပေးပါလားခင်ဗျာ။အဲမီလာခွန်ရီးကနေသွားတယ်ပေါ့နော်။သွားတော့ဒီ စစ်ကောင်စီရဲ့တည်င်းနေမှာဟာပပိုးဆောင်တာတွေပါတွေ့တယ်ဆိုတော့ဟိုဘလူကောမလစစ်ကောင်စီဘက်ကလည်းသူတို့ထုတ်ပြန်တာရှိရပါတော့နော်စီဝါရေးတွေဟိုကြရင်ဆွေးနွေးမယ်အလုံးစုံရေးရာကိစ္စတွေဆွေးနွေးမယ်ဆိုတာမျိုးတွေထုတ်ပြန်ထားတာဒီလေကျွန်တော်တို့ကြည့်ရပါတယ်တွေ့ရပါတယ်အတချိန်ထဲမှာပဲဒီဒီသူတို့ရဲ့ဒီစစ်ဘုတ်ချုပ်တွေပေါ့နော်စစ်ဘုတ်ချုပ်ကြီးတွေအဲဘုတ်ချုပ်ကြီးရဲဝင်းပါဝင်ကာကွယ်ရေးကနေပြီးတော့ဒီလေးခုပေါ့နော်ပါသွားတဲ့အတွက်ကြောင့်မလို့ဒါဟိုလက်နက်ဝယ်ယူမှုကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်လို့ကနဦးသုံးသပ်တာပေါ့နော်စစ်ကောင်စီရဲ့သတင်းထဲမှာမပါပေမဲ့အဲဆိုတော့ကွန်ပျူတာပြောသလိုပဲလေဒါဖန်ဝရန်ထုတ်ထားတာဖန်ဝရန်ထုတ်ထားတယ်ဆိုတာရင်ဂျာတဲ့လူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးဖန်ဝရန်ထုတ်ထားတဲ့ဂျားတွေရပဲအခုလို့သွားတာနှစ်ခါရှိပြီဗျရုရှားကြီးပဲပေါ့နော်နှစ်ခါရှိပြီအဲဆိုတော့ဒီစောပြောသလိုဟိုသတင်းထဲမှာတွေ့တာတော့ဒီစစ်ကောင်စီရဲ့စစ်ကောင်စီဘွဲ့ဝင်အဲအရာဖက်က၄ဦးစစ်ဖက်က၄ဦးအဲ့လိုမျိုးခေါ်သွားတာပေါ့ အရာဘက်မှာဆိုရင်နိုင်ငံရေးဝန်ကြီးပါပါနော်နိုင်ငံရေးဆက်ဆံရေးတွေနဲ့ပတ်သက်လို့ဘူတန်ဆွေပါမယ်ဒေါက်တာဘတ်ဆွေပါမယ်ကွန်ဆာလွင်ပါမယ်ပေါ့လည်းတွားကြတယ်အဲနောက်ပြီးတော့ဒီဒီစစ်ဘက်ကဆိုရင်စစ်ဘက်ရေးရလို့ကျော်ရေးဘွဲ့ကဖိုင်ဘာပေါ့နော်ဆိုင်ဘာဘူဂျိုကြီးဆိုတော့ပြောခဲ့တဲ့ရေဝင်ဦးတို့ဘူဂျိုကြီးကျော်စွာလင်းတို့ဘူဂျိုကြီးမမောင်အေးတို့ပါတယ်ဒါဒီသုံးသပ်နေရတာလည်းသူရဲ့သူအကြိုက်ဆုံးပေါ့သူအားကိုးယုံကြည်အားဆုံးဒါဘူဂျိုကြီးတွေကိုဒါပွဲထုတ်တာပေါ့ ဝဲထုတ်တဲ့သဘောလို့လေအဲသူတို့ပြောနေကြတာပေါ့နော်အဲ့ဒီချိန်ထဲမှာပဲဟိုနိုင်ငံပေါင်းကလည်းဒါ20အနီးပဲတက်လာမှာဟုတ်နိုင်ငံပေါင်း20တက်လာတဲ့ခါကျတော့အဲ့ဒီမှာဆိုလို့ရင်တရုတ်တမရာရှီချင်းပြင်လဲပါမယ်အရှီချင်းပြင်ဆိုလို့ရှိရင်ဒါမင်းအောင်လိုင်ကိုတခါမှဖိတ်ခေါ်တာမရှိဘူးလေသူတို့ပွဲကြီးတွေမှာဖိတ်ခေါ်တဲ့ခါကျတော့မင်းအောင်လိုင်မတွေ့တွေ့ကျင်တယ်ပေါ့နော်တွေ့ကျင်တော့အတွေ့ရလိမ့်မယ်လို့လေသူတို့ဘက်ကတော့မျှော်လင့်နေတဲ့သဘောပေါ့ဒါအများသုံးသက်နေရတော့တွေ့ကျင်မှလည်းတွေ့ရမှာပေါ့နော်အဲ့လိုမျိုးလည်းရှိတယ် ကြည့်တဲ့ခါကျတော့ဒီဘယ်လိုကောင်းမလဲဆိုတော့မေလာကိုရနေကြတယ်ရင်မီနီကြည့်တဲ့ပွဲကြီးရှိတယ်ပေါ့အဲ့ခါကျတော့စောပြောသလိုနိုင်ငံ20ပါမယ်အဲအဲ့တော့သူရှားလေးကတော့အခုလောလောဆယ်ပဲတွေ့တာလေဟိုဓာတ်ပုံတွေထွက်လာတာပေါ့နော်ဟိုဓာတ်ပုံတွေထွက်လာတဲ့ခါမှာဆိုရင်တကယ်ဟိုရှီကျင်းပြင်းတို့တခြားခေါင်းဆောင်တွေကအပူတင်တို့ဒါခေါင်းဆောင်တွေကဒါရှေ့မှာရှေ့ဆုံးမှာအေးပါအရာရောက်တဲ့နေရာမှာထိုင်ကြပြီးတော့ဟိုမင်းအွန်လိုင်းကတော့ဟိုးနောက်ဆုံးတန်းမှာတွေ့နေရတာပေါ့နော် ဟိုရှေ့တန်းမှာမရောက်ဘူးနောက်ပြီးတော့ဒီရုရှားကိုဝင်တဲ့အခါမှာလီယန်ရှင်းတဲ့အခါမှာကျူဆိုပုံလေးဂျင်းလည်းမတူဘူးဗျဟိုတခြားဟိုကြည့်ချင်းပြန်လို့ပါအောင်ဆိုရင်တေချာကျူဆိုပြီးတော့လေဒီကျွန်တော်တို့မြန်မာပြည်ကဒီစစ်ကောင်းဆောင်ကတော့တေချာကျူဆိုမခံအောင်ဘောနော်အဲ့လိုမျိုးလည်းတွေ့နေရတယ်အဲဆိုတော့ပြောတယ်ဟိုသူဒီဇနီးလည်းပါသွားတယ်ပေါ့နော်ဒီအရာကိုလည်းမြန်မာပြည်သူတွေကဝေဖန်နေတဲ့အပိုင်းတွေလည်းရှိပါတယ်ဆိုတော့ဟိုနောက်ချက်ထူးခြားချက်ကအများကြီးလည်းတည်ပြီးသားပါ ယူကရိန်းနဲ့ဆင်ပြစ်နေတယ်ဆိုတော့ယူကရိန်းသမ္မတဇာလင်စကီကပြောတယ်ရုရှားကဒီအပိုင်းမှာဟိုပြစ်ကတ်ရဆဲထားတာပေါ့နော်ပြစ်ကတ်ရဆဲထားတဲ့ခါကျတော့ဟိုဒါဒီပွဲကြီးအတွက်ပေါ့ပြစ်ကတ်ရဆဲထားအခါမှာဒါဒီယူကရိန်းသမ္မတကတော့ဒါသူကသူပြစ်ကတ်ရဆဲဆဲမဆဲဆဲကျုပ်တို့ကတော့လောက်ဆရာကြီးကလုံးမှာပေါ့ဆိုတော့ဘလို့ပြစ်တာခတ်တာရေဒုံးကြီးတွေလုံးနိုင်တယ်ပေါ့နော်အခုလုံးနေတဲ့ရင်ပြင်းပွဲကိုပဲအဲ့ဒါတောင်းမီယူလို့ဇာလင်စကီကပြောထားတဲ့ခါကျတော့မာပြည်သူတွေကအချင်းချင်းပြောနေကြတာပေါ့ ဟိုမိုးမပြိုဘူးပြိုခဲ့တော့ဗောနော်ရုရှားကဒီဒီဒုံးလက်နက်တွေကိုကာကွယ်တဲ့စနစ်တွေတော့ရှိပါတယ်ဗောအဒီရားရဲပြည်သူလူထုမြစ်တာဗောဗျာအဒီရားရဲကြုံပြီးဖြစ်လာရင်တော့ဘာဖြစ်တယ်ညာဖြစ်တယ်ဗောနော်အလုံးကြုံရင်အာမခံရမရှိဘူးဆိုပြီးတော့လဲအဲ့လိုဝေဖန်ရတာရှိဒါစစ်ကောင်စီရဲ့တရင်နေမှာတော့အဒါတကယ်ဟိုဘယ်လိုခေါ်မလဲဒီဒီလိုသွားပြီးတော့ဒီပွဲကြီးကိုတက်ရတာဗောနော်ဒါဆိုတော့ပြောလို့စီးပွားရေးတွေအလုံးကြုံရေးတွေဆွေးနွေးမယ်အဲ့ အဘေးကပြောနေတော့လက်နဲ့တဲဝယ်မယ်ဆိုအကြီးကျယ်ပြောနေပြီလူကဝေဖန်သုံးသက်တဲ့လူတွေကတော့ဒီခီးစဉ်ကဘာမှတိတ်ပြီးတော့ထူးထူးခြားခြားပေါ့နော်ဖြစ်လာမဲ့အပိုင်းမရှိဘူးလို့လည်းကျွန်တော်တို့သုံးသက်နေကြတယ်ပေါ့နော်ဆိုတော့ပြောလို့ဒီသူတို့နဲ့ရုရှားနဲ့လုပ်တဲ့စီမံကိန်းတွေကရှေ့မှာလဲအိမ်မများစားအောင်မြင်တာမျိုးတွေကမရှိခဲ့ဘူးလေမရှိခဲ့ဘူးတဲ့အခါကျတော့ဒီမှာလဲသွားပြီးသူတို့ဟိုလွန်ဒီသဘောတူညီချက်တွေရှိရင်တော့ရှိမှာပဲဒါပေမဲ့သဘောတူညီချက်ဆိုတာဒါအစိုးရချင်းဒါ စာကြုံလွားတို့ဘာလို့လက်မှတ်ထိုးတာတို့အဲသူတို့ပုံလေးတော့ပြနေတာပဲဒါမင်းနဲ့ဒါတွေကလည်းနောက်ပိုင်းကျတော့ဘာမှဖြစ်လာတာမျိုးမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့စစ်ကောင်စီကဟိုတခြားနိုင်ငံတွေဘယ်နိုင်ငံတွေမှသွားလို့မရလို့ဒါစစ်ကောင်တော်မလားဒီရုရှားတခုလောက်ကိုပဲဒါနှခေါက်ရှိပြီပေါ့အခုဖန်ဝရန်ထုတ်ထားပြီးမှဟိုဟိုသွားနေရတယ်နေဒီဟိုပဲသွားနိုင်တယ်ပေါ့နော်အနောက်ဆုံးတစ်ချက်ကတော့ဒီစကားပြောတာပေါ့သူအဲ့မှာပွဲတွေမှာစကားပြောလို့ရှိရင်ဒါဗမာလိုပဲတုံးပြီးတော့ပြောတဲ့အပိုင်းပေါ့ ဟိုဒီတချို့ခေါင်းဆောင်တွေအင်္ဂလိပ်လိုသိမတိုင်တော့မှဟိုစာဖတ်တာမျိုးကြီးလုပ်တယ်လေအဲ့လိုတော့မလုပ်နိုင်တဲ့စစ်ဆိုတော့တော်ဝေဘခံရရတယ်အဲ့ဒီချိန်တော့ဒီမာလာသူတို့စစ်တပ်ပွဲတွေမှာဆိုရင်ဟာ professional army ဆိုပြီးတော့ဟိုဗမာစကားထဲမှာအင်္ဂလိပ်လိုညံ့ညာပြောတာပေါ့နော်အဲ့ဒီမှာတော့အဲ့လိုအခြေအနေတွေရှိတယ်ဆိုတော့ဝိုင်းပြီးတော့လောင်ပြောင်နေကြတဲ့အနေအထားနဲ့တိတ်တော့ထူးခြားမှုတော့မရှိမဲ့အနေအထားပါပဲအဲ့ဒီလိုပဲသုံးသပ်နေကြပါလေခင်ဗျ ဟုတ်ကဲ့ပါအဲ့တော့ဒီကချင်ဆေးရဲ့တည်နေပတ်သက်ပြီးတော့ဆက်ရှင်ပါတယ်ကချင်ပြည်နယ်ပမော်မြို့ကိုဒါချင်းလွတ်လပ်ရေးတပ်မတော်နဲ့ပူပေါင်းဖွဲ့တွေပေါ့နော်တိမ့်ပိုက်ဖို့ကြိုးပမ်းနေတာအချိန်ကတော့၅လလောက်ရှိပြီအခုနောက်ဆုံးအချိန်တွေဘယ်လိုမျိုးရှိပြီလဲဆိုတာတရင်လောက်ထားတဲ့ကိုထက်အောင်ဆက်ပြီးတော့ပြပြပေးပါလားခင်ဗျာဟုတ်ကဲ့အာပမော်ကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာပေါ့နော်ဒီဇင်ဘာ9ရက်နေ့ကအဲ၄ရက်နေ့ကစတိုက်တယ်ပေါ့နော်အခုအခုလာဒီမေလာ၄ရက်နေ့ဆိုရင်တော့၅လပြည့်ပြီပေါ့နော်ကြားထဲမှာကျွန်တော်တို့ဟိုငလင်းကြောင်း ပြည့်ရတာတွေရှိပေမဲ့လည်းဒါစစ်ကောင်စီဘက်ကတော့ မရက်ခဲ့ဘူးပေါ့နော်သူတို့ဟိုထိုးဟိုထိုးစင်မလုပ်ပြင်မဲ့သူတို့လေကြောင်းနေတိုက်ခိုက်တာလူရင်းဖြည့်တာရှိတော့အခုတော့ဒါ KIA ဘက်ကအတီးရပိုင်းနဲ့မှာပဲသူတို့ထိုးစင်ပြန်စပြီဆိုပြီးတော့ဟိုပြောဆိုပြီးတော့ဒါထိုးစင်ပြန်စတဲ့အခြေအနေပေါ့နော်အဲဆိုတော့ဒါ၅လကြာပြီဆိုတော့ဟို KIA တိုက်တယ်ပေါ့နော်မြို့သိမ်းတိုက်ပွဲအခုဆိုရင် KIA သိမ်းတာ14မြို့ရှိပြီပေါ့နော်14မြို့ရှိပြီအဲတခြားမြို့တွေနဲ့ရှင်တော့ဒါကြာတယ်လို့ပြောလို့ရတာပေါ့နော်အဲကြာပြီပေါ့၅လဆိုတော့အဲဘာကြောင့်ကြာနေရလဲဘာဘာဘာဖြစ် လိုကြာနေရတာပြောပြောနေရလည်းရှိတယ်လို့မျိုးသုံးသပ်နေရလည်းရှိကြတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဗမော်ဆိုတာကတော့ကျွန်တော်ဒီကချင်မှာဆိုရင်တော့ဒုတိယအကြီးဆုံးပေါ့နော်ဒုတိယအကြီးဆုံးမျိုးဖြစ်တယ်လို့ဒီစာကက27ရုံးဆိုင်တဲ့မျိုးလည်းဖြစ်တော့အာဓာတ်ဒီစေအင်အားရောသူတို့ခံစစ်ပြင်ဆင်ထားမှုရောဒါကြီးတဲ့အခြေအနေပေါ့နော်ဟိုဘာကြောင့်ကြာနေရလဲလို့ပြောမယ်ဆိုရင်အဲ့ဒီအချက်တရားတော့အများကြီးထွက်လာမှာပေါ့နော်ပထမဆုံးကတော့ကျွန်တော်တို့ဒီဟိုစစောပြောရတဲ့ဒီ အင်အားပေါ့နော်အင်အားဆိုတဲ့နေရာမှာဒီစင်အားနဲ့ပုံပဲနဲ့တက်စကန်တွေကလည်းမနေဘူးပေါ့နော်ကျော်စကကား21တို့ဒီခလာလေးခွန်တို့အပြင်ပေါ့နော်ဒါစုစုပေါင်းဆိုရင်ဒါပမောမှာမရှိဘူးဆိုရင်နေဆုံးပေါ့နော်တခြားတက်စကန်တွေရောပေါင်းမယ်ဆိုရင်20ဝန်းကျင်ရှိရပေါ့နော်20ဝန်းကျင်ရှိရတဲ့မှာမှာအခုလက်ရှိဆိုလို့ရှင်တော့ဒါ KI တင်ထားတာဆိုရင်ဒါ80အကိုင်းနှုန်းလောက်လို့ပြောလို့ရတယ်ပေါ့နော်ဒီရက်ကွက်များစုကိုတင်ထားတယ်တက်စကန်အဲ55 45ခုလောက်ကိုတင်ထားတယ်ပေါ့နော်အခုတိုက်ဖို့ကြံမှာတော့ ဟို27နဲ့စကားဒီစကား27နဲ့ခလိုက်အလေးခွန်ပြီးရင်တခြားပေါ့နော်ဒါ task scan တချို့နဲ့ဆိုငါအခုပေါ့နော်ငါအခုတော့ကြာတယ်ဒါပေမဲ့ဟိုအကြီးဆုံးဖြစ်တဲ့ဒါ27ကဒီစကား27မကြသေးတဲ့အတွက်တော့ဒါဘမုံမျိုးရပြီလို့တော့ပြောလို့မရဘူးပေါ့နော်ဘယ်လောက်ပဲရခိုင်တော့မြန်မြန်တိတ်တန်တိတ်တာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီဘမော်ရဲ့စင်မျက်နှာပေါ့နော်စင်မျက်နှာပုံမှန်စင်မျက်နှာမှာဒီ area အရမ်းကျဲတယ်ဗျဟိုဒီ task scan တွေကိုသူတို့သူတို့နေရာချတာနေရာကြီးလိုက်မယ်ဆိုရင်သူက minus 10ပတ်ပတ်လဲလောက်ကိုရှိရပေါ့နော် minus 10ပတ်ပတ်လဲလောက်ကိုရှိတော့ဟိုတိုက်ရတဲ့ area အရန်ကျဲတဲ့တဘောလဲရှိရပေါ့နော်ဒါကလည်းဟိုတိုက်ရကြာဒီအချိန်၅လကျော်ကြာလာရတဲ့အကြောင်းအရင်းတွေကတခုပေါ့နော်ဆိုတော့ဒီအခုလက်ရှိကြံနေတဲ့၅ခု၅နေရာတွေတော်တော်ဝိုးဝေးမှာလည်းမရှိနေတော့လေဟိုနောက်နောက်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီထောက်ပို့ကိစ္စပေါ့နော်ထောက်ပို့လမ်းကြောင်းပေါ့နော် KIA ဘက်ကကျွန်တော်တို့ဒီထောက်ပို့မှာရေလမ်းရောဒါကုန်းလမ်းပို့ရောဖြတ်ထားနိုင်တယ် ဖြတ်ထားနိုင်တယ် iPad တွေကတော့တို့ထောက်ဖို့လုံးလို့မရဘူးထောက်ဖို့လုံးလို့မရဘူးဒါပေမဲ့အဓိကတော့လေချောင်းအောင်တော့မဖြတ်နိုင်ဘူးเนาะလေရင်နဲ့တို့ရဟရင်နေနဲ့အမြဲတမ်းဒီဇာက21တဲ့ဟိုဟိုစစ်ကူအင်အားတွေလက်နက်ဖြစ်တင်းတာတွေစစ်ကူအင်အားပို့တာတွေကတော့တော့ရှော့လောက်တယ်ပေါ့เนาะဟိုအဲ့တော့ဒါဟိုအမြဲတမ်းဖြစ်နေနိုင်တဲ့အခြေအနေဖြစ်တဲ့တော့ဒါဟိုသူတို့ဘက်အင်အားဟိုအရင်မလျော့တော့ဘူးเนาะအဲ့21တဲ့မှာ မရောတော့အများရန်ဖြစ်နေတဲ့အခြေအနေဆိုတာအတိုက်ရနည်းနည်းခက်တဲ့အခြေအနေဖြစ်နေရပါဘောနော်နောက်ဆုံးရေးကြည့်တာတော့ကျွန်တော် လေချောင်းပါနော်လေချောင်းလေချောင်းတော့ဒါဟိုတည့်ရတိုင်းမှာတနိုင်ငံလုံးလို့ပဲဘောနော်နိုင်ငံလုံးမှာစစ်ကောင်စီကသူတို့အားကိုးစရာလေချောင်းပဲရှိတော့တာဟိုပဲဟိုအပြူကြီးတိုက်ရတဲ့အခြေအနေပေါ့နော်ဒါဗမော်မှာဆိုရင်လည်းကျွန်တော်လေချောင်းတိုက်ခတ်မှုကဒါပြီးခဲ့တဲ့ဒီကလာလောက်ကဒီဗမွေးနော်ပေါ့နော်ကချင်းလွတ်လပ်ရေးဖွဲ့တာ KNY ရဲ့တာ ပြောရေးဆိုခွင့်ရှိသူပုံပြီးတော့ပြောဝင်ရဆိုရင်တရက်တရက်ကိုအလုံးရေပေါ့နော်ဟို10နဲ့ရှိပေါ့နော်10ဟိုနိုင်ဆုံးမရှိဘူးဆိုရင်သူပြောတဲ့ပုံရဆို50လောက်ထိကိုကျဲတာလို့ပြောရလေကြောင်းနေပြီးတော့ဆိုတော့ဒါအရန်ကိုတုံးတဲ့သဘောပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်ဒီ main online ရဲ့ဒီတရုတ်ကြီးစင်ပြီးမှဆိုရင်တို့ drone နေ drone နေပညာเนี่ยปัดตะลุตรูยากได้อะไรเลยชีกองชีနိုင်เนี่ยอู้หนาวบายซิตอัพแบ็คก็ด่าโดรนโหส่วนแล้วด่าลงอ่ะ တော်တော်တွင်တွင်ကြည်ကြည်သုံးလာလဲတွေ့ရပေါ့ဒါလဲဒါဟို KIA တိုက်နေရတဲ့တိုက်ပွဲတွေတမတရားဒါစိန်ခေါ်မှုပိုဖြစ်လာတဲ့အခြေအနေပေါ့နော်ဆိုတော့ဒါလေချောင်းလေချောင်းပေါ့နော်ဒီလီလေရင်တိုက်ခိုက်တာရော drone ရောဆိုရင်ဒါသူတို့ရဲ့အဓိကအာကျွန်တော်တို့ထင်ပါတယ်ဒါအဓိကစိန်ခေါ်မှုဖြစ်နေမယ်အာစိန်ခေါ်မှုဖြစ်နေမယ်ဒါကြောင့်လည်းဒါအမောတိုက်ပွဲအားကြံ့ကြာနေရတဲ့အကြောင်းရင်းတွေပဲပေါ့နော်။ဒါပေမဲ့အခုကြံတာတော့၅ခုဆိုတော့အရင်တော့ဟိုတိုက် တိုက်ဖို့ပေါ့နော်အရင်လောက်တော့မများလောက်တော့ဘူးလို့တော့ကျွန်တော်တို့ခံမှန်းရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လက်ရှိညီပင်ရရတဲ့သတင်းတွေရာဆိုရင်ကျွန်တော်တို့အခုရင်ဆိုင်နေရတဲ့နောက်ဆုံးလက်ချက်စကန်နေမှာဆိုရင်အနီးကတိုက်ပွဲပေါ့နော်အနီးကတိုက်ပွဲဆိုတာဒါသူတို့ ਨੇ ဟိုဟိုဘက်ဒီဘက်အကွာဝေးရတာပြစ်နေတဲ့အကွာဝေးရ guide တရားတချို့နေရာဆိုငါ guide 90အဲ့လောက်ကဲကက်ကက်လေးဖြစ်နေတဲ့တိုက်ပွဲဆိုသူတို့လေချောင်းတိုက်မယ်ဆိုရင်လည်းနည်းနည်းတော့ ခက်ခဲတဲ့အခြေအနေပေါ့နော်ဒါဟိုဘက်ဒီဘက်အရန်နီးနေတော့လीဆိုတော့ဒီလိုမျိုးအခြေအနေဆိုတော့ဟိုရမယ်မရဘူးဆိုတာဘယ်တော့ရမယ်မရဘူးဆိုတာတော့မခံမနိုင်ပါဘူးဒါအခြေအနေကတော့ပို့ပြီးပို့ပြီးတော့နီးစက်လာပြီလို့တော့ပြောလို့ရတာပေါ့နော်ဟောဆိုတော့ဒါကတော့ဒါကချင်ရဲ့နောက်ဆုံးအခြေအနေပါဒါဖားကတ်မှာလည်းအခုလောဆယ်တိုက်ပွဲတွေပြင်းနေရလည်းရှိရပေါ့နော်ဒါပုံပေါ်ရဲ့အခြေအနေပေါ့နော် โอเคပါကျေးဇူးပါခုတစ်ခါဒီဥဒင်းဖတ်တယ်ပါเนาะဒီထိတ်တန်းကမ္ဘာသင်းတပုတ်ဖြစ်ခဲ့တဲ့ကက်စမီးယားဒေသကအိန္ဒိယနဲ့ပါကစ္စတန်တိုက်ပွဲတွေတဲ့အခြေအနေပတ်သက်ပြီးတော့တိုက်ပွဲတွေဘလို့ဖြစ်လာတယ်လက်ရှိအခြေအနေဘလို့ရှိတယ်ဆိုတော့ကိုတောင်းတို့ပြပြပြပါလောက်ခင်ဗျာโอเคအဲ in in ဆိုတော့ဒီမနေ့ကထိတွေ့တဲ့တရင်တွေရဆိုလို့ရှင်ဒီအိန္ဒိယအိန္ဒိယနဲ့အိန္ဒိယကလေတက်ကအဒုံးကြီးတွေပြစ်တာပေါ့နော်လေတက်ကမစ်ဆိုင်မစ်ဆိုင်တွေပြစ်တာကအဲ့ဒီကက်ရှမီးယား ဆိုတဲ့နေရာပေါ့နော်ကက်ရှမီကက်ရှမီယာဆိုတာကဒီအိန္ဒိယနဲ့ပါကစ္စတန်အဲနှစ်ခုဟိုအငင်းပွားနေတဲ့နေရာပေါ့နော်ကဲအကြပြီဟိုကျွန်တော်တို့မြန်မာနိုင်ငံလောက်လောက်ရတဲ့အချိန်ကလေးကစလိုက်တာပေါ့နော်အဲ့ဒီကဲကလေးကကက်ရှမီယာကဒီဒီတောက်တောက်ကုန်းမြင့်ဒေသပေါ့နော်တောင်အဲတောင်တန်းတွေရှိတဲ့ဒေသအဲ့ဒီနှစ်ဖက်စလုံးကအငင်းပွားနေတဲ့နေရာရှိတယ်ပြီးတော့အဲ့ဒီကက်ရှမီယာမှာပဲအိန္ဒိယကထိန်းချုပ်တဲ့နေရာရှိတယ်ပါကစ္စတန်ကထိန်းချုပ်တဲ့နေရာရှိတယ်အပြင်ကို ဒီတရုတ်ကထိန်းချုပ်တဲ့နေရာလည်းရှိတယ်တိုင်းကက်စမီယာကလည်းဒီဟိုနေရာကဒီတရုတ်နဲ့ပါကစ္စတန်ကြားကဒီသူစင်ညာစင်ညာလာပေါ့နော်စီဝိုင်းစင်ညာအဲတိဆောက်ထားတဲ့နေရာလည်းရှိရဆိုတော့တရုတ်အဲနဲ့ပါကစ္စတန်ကအခုနောက်ပိုင်းမှာဆိုဆက်ဆံရေးပို့ပြီးတော့တိုးချဲ့လာတဲ့အခြေအနေရှိတဲ့အတွက်အဲကက်စမီယာကအဲတစ်ဖက်ထိတ်တဲ့နေရာကြာပြီအဲကက်စမီယာဒေသကဒီ မော့စ်စလင်ပေါ့နော်မော့စင်ဘာသာဝင်ကအများစုဖြစ်တယ်အဲတူတော့ဒီအိန္ဒိယထိန်းချုပ်တဲ့နေရာမှာလည်းမော့စင်တွေရှိတယ်အပြီးကလာကအဲ့လိုတိုက်ခိုက်မှုဖြစ်တာပေါ့နော်ဒီပါကစ္စတန်မှာရှိတဲ့စစ်သွေးကြပါဝင်တယ်ဆိုပြီးတော့အိန္ဒိယပြောတာပေါ့နော်အဲဒီမှာ အဲခီးသွားတဲ့ tourist တွေလည်းတည်ဆုံးတာတွေရှိတယ်။အိန္ဒိယဘက်ကတည်ဆုံးတာတွေရှိတယ်။အဲ့တော့အဲ့ဒီကကိုပြန်ပြီးတော့ဒီစစ်သွေးကြွားတွေကိုပြန်ပြီးနှိမ်နေတာပေါ့နော်။အိန္ဒိယကပြောတဲ့အတိုင်းဆိုလို့ရှင်တော့ဒီနေရာကိုမြို့ကိုမြို့နေရာကိုနေရာကိုတိုက်ခိုက်တယ်ပေါ့နော်။ဒီမဇန်းတွေနဲ့တိုက်ခတ်တိုက်ခိုက်တယ်။ဒီချမ်ဖက်အဲဖွဲ့စည်းရဲ့ခေါင်းဆောင်အဲတည်ဆုံးနေစသဖြင့်အဲ့တဲ့တွေ့တယ်။ဒါပါကစ္စတန်ကအဲတိုက်ခတ်တဲ့နေရာကလည်းဒီကက်ရှမီးယားမှာ ပါကစ္စတန်ထိန်းတဲ့နေရာအိန္ဒိယထိန်းတဲ့နေရာအဲ့လိုမဟုတ်ဘူးအဲ့ဒီကပဲနေဒီပါကစ္စတန်အဲပါကစ္စတန်နိုင်ငံအတွင်းပိုင်းထိကိုရောက်တာပေါ့နော်အဲ့လောက်ထိကိုအဲဒုံကြီးနဲ့ပြစ်တာတွေအဲတွေ့ရတယ်အဲဒီပြစ်တဲ့တဲမှာဒီကိုးနေရာလုံးပြစ်တဲ့တဲမှာ9နေရာထိတယ်ဆိုပြီးပါကစ္စတန်ပြောတာတွေ့တယ်ပြီးတော့ဒီပါကစ္စအိန္ဒိယကအဲတိုက်လေရင်ငါစင်တချနိုင်ရဲ့ဆိုပြီးတော့ပါကစ္စတန်ပြောတယ်အိန္ဒိယဘက်ကတော့အတင်ပြူပေါ့နော်အဲ့တော့တည်င်းကတော့အမျိုးမျိုးတော့ အမျိုးမျိုးတော့ဖြစ်နေတယ်။ဒါပေမဲ့ဟိုဒီပါကစ္စတန်ဘက်ကဘာပြန်လုပ်မလဲပေါ့နော်အခုတခါတခါလုံးဝစောင့်ကြည့်နေတယ်တော့နိုင်ငံတကာကခေါင်းဆောင်တွေကလည်းစိုးရိမ်နေကြတာရှိတယ်နိုင်ငံအဲထုံးစံနိုင်ပေါ်လေးကုလသမဂ္ဂလည်းအထူးစိုးရိမ်နေတာပေါ့လေနော်ဘာလို့လဲဆိုတော့နှစ်ဖက်လုံးကနျူကလ িয়ার လက်နက်တွေရှိတယ်နောက်တစ်ခါဒီအမေရိကန် ဘက်ကကြတော့ဒီပြီးခဲ့တဲ့ရပိုင်း trend ကပြောတော့ဒီတစ်ပတ်စလုံးကရက်စီချင်တယ်အဲစသဖြင့်ဒီ witch dance ကြီးသဘောပဲပြောတာတွေ့ရတယ်အဲပြီးတော့ကျွန်တော်ဒီဒုတိယသမ္မတ JD Vance ပြောတဲ့အထဲမှာတော့တွေ့လိုက်တယ် the nano of business one ငါတို့ငါတို့လို့မဟုတ်ဘူးနော်အဲဒီနိုင်ငံဖြစ်တဲ့ကိစ္စနော်ပါကစ္စတန်နဲ့အိန္ဒိယကိစ္စအဲအဲဒီလောက်ထိပြောတာတွေ့တယ်ဒါပေမဲ့တကယ်ပါခြားနိုင်ငံတွေအနေနဲ့ဆိုတော့ဥရောပအဲတမကအနေနဲ့ဆိုတော့စိုးရိမ်နေကြတာရှိတယ်နှစ်ဖက်လုံးက နျူကလ িয়ার ပိုင်တဲ့အတွက်နျူကလ িয়ার ကိုဟိုဘသူကပဲစတုံးတုံးပေါ့နော်ပြဿနာအကြီးပဲရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဒီတက်ပို့ပြီးတော့အပရိဘိခပို့ပြင်းထန်လာမှာကိုဆိုရနေကြတယ်အိန္ဒိယကအခုလိုအတိုက်ခိုက်တဲ့အတွက်ပါကစ္စတန်ကလည်းဒါဟိုအိန္ဒိယကိုပြန်ပြီးတော့လက်တော့ပြန်မယ်ဆိုလို့ကြိမ်းဝါထားတာရှိတယ်အဲ့တော့အိန္ဒိပါကစ္စတန်အိန္ဒိယကိုဘယ်လိုပြန်လက်တော့ပြန်မလဲဆိုတာအဲ့အဲ့ဒါစောင့်ကြည့်ရမှာပေါ့နော် နောက်တစ်ခုကဒီလက်နက်ကိစ္စပေါ့လက်နက်တွေတိုက်လေရင်တွေအဲတုံးတဲ့ခံပါဒီအိန္ဒိယဘက်ကတုံးတာကဒီရုရှားလောက်တိုက်လေရင်တုံးတာရှိတယ်ပြင်သစ်တိုက်လေရင်တုံးတာရှိတယ်ပါကစ္စတန်ကကြတော့အရင်တုန်းကအမေရိကန်နဲ့မဟာမိတ်ဖြစ်ခဲ့တဲ့အတွက်အရင်တုန်းကအမေရိကန်တိုက်လေရင် F16 တွေရှိတယ်ဒါပေမဲ့ F16 တွေအစားပေါ့နော် F16 တွေကရန် အဟောင်းတွေလည်းပါတယ်နောက်ပြီးတော့ဒီ American ဘက်ကဒီ paid ပင်နဲ့ဟို end user agreement ရှိတယ်ဒီလားဒီဒီနိုင်ငံဆိုရင်သူတို့သဘောမတူဘူးဆိုရင်သူတို့ပြပြခွင့်မရှိဘူးဒီ cylinder တွေတော့မရှိဘူးတော်တော့ဘာဖြစ်လဲဆိုတော့တရုတ်တိုက်လေရင်တော့ပြောင်းပြီးတော့တုံးလာတယ်တရုတ်တိုက်လေရင်ကတော့ထပ်ပြီးတော့ဒီ fourth generation ပေါ့လို့4.5 generation ပေါ့နော်နောက်ဆုံးမျိုးဆက်တွေအထီးပေါ့နော်အဲကီလိုမီတာ100 150တဲ့အထီးအဲ့လိုတာဝေးပြဝေဟင်ကနေဝေဟင်ပြတုံတုံးကြီးတွေပါတာမျိုးပေါ့နော်အဲ့လိုမျိုးအဲ တရုတ်တိုက်လီရင်တွေတုံးနေတာတွေ့တဲ့အတွက်တရုတ်ကလည်းအာဘလိုကော်မတီရုရှားအိန္ဒိယကတုံးနေရုရှားတွေပြင်သစ်တိုက်လီရင်တွေနဲ့တရုတ်ဟိုပါကစ္စတန်ကတုံးနေတဲ့တရုတ်တိုက်လီရင်တွေနဲ့နှစ်ခုပေါ့နော်ဒီ proxy war ပေါ့နော် proxy war လို့ဖြစ်လာမလားပေါ့နော်လက်နဲ့အားပြိုင်တဲ့ဟိုတခုဖြစ်လာမလားဆိုပြီးတော့စိုးရိမ်နေကြတယ်လည်းတွေ့တယ်အဲ့တော့နှစ်ဖက်စလုံးကတော့ဟိုနျူကလ িয়ার လက်နဲ့ ိုင်ပေမဲ့နျူကလ িয়ার လက်နက်ကိုတမ်းမသုံးတော့ဘူးပေါ့နော်အဲ့လိုတော့ယူဆကြပါတယ်တကမ္ဘာလုံးကလည်းဝိုင်းပြီးတော့ဟိုခန့်ကွက်နေရတဲ့အတွက်ပေါ့နော်ဒါပေမဲ့ဒီကက်ရှမီးယားကိစ္စကကျွန်တော်တို့မှတ်မိတဲ့လောက်အတိုင်းဆိုရင်1948ကျွန်တော်တို့ဟိုလွတ်လပ်ရေးဒီချလောက်ကလွတ်လပ်ရေးရကလေးကစာခဲ့တဲ့ဒီပြဿနာဖြစ်တယ်အဲပြီးတော့ကက်ရှမီးယားဒေသ ဒီမွတ်စလင်နိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့ဒီဟိန္ဒူနိုင်ငံဖြစ်တဲ့ဒီအခုမိုရီဆိုလို့ရှိရင်လည်း nationalist ပေါ့နော်အမျိုးသားရေးအစွန်ရောက်တဲ့အဆိုရနဲ့ဒီပါကစ္စတန်နဲ့အိန္ဒိယနဲ့ကက်ရှမီးယားအကြောင်းပြုပြီးတော့ဟိုအများနဲ့ရန်ဆောင်နေခဲ့တာပေါ့နော်ရှေ့မှာလည်းဟိုပရိပခါလေးဖြစ်ခဲ့တာတွေအများကြီးပဲပေါ့နော်အဲ့တော့အားလုံးတော့ဆွေးနွေးနေကြတယ် ါပေမဲ့ပါကစ္စတန်ဘယ်လိုတုံ့ပြန်လာမလဲဆိုပြီးတော့ဆက်ပြီးတော့အဲစောင့်ကြည့်နေကြတယ်တိုင်းရင်းသိမ်းလောက်ကြဖို့ပိုင်ပြီးတော့ဒါစီးနေကြတာ၄အဲတိုင်းသိမ်းဝိုင်းပြီးတော့ထိန်းဟိုထိန်းသိမ်းနေကြရတယ်လဲရှင့်မလို့မျောလင်းရတယ်ပေါ့နော်ဒါပေမဲ့ပါစစ်ဖြစ်မလဲဆိုတော့ပါကစ္စတန်ဘယ်လိုတုံ့ပြန်မလဲဆိုတော့မူတည်မှာပေါ့နော်ဟုတ်ကဲ့ပါ အမှန်တရင်ပတ်တယ်မှာလည်းမြန်မာနိုင်ငံကဘာမှာအခြေအနေများဖြစ်ပြနေတဲ့တည်နေနေပတ်သက်ပြီးတော့ဆက်လက်တင်ဆက်ပေးဖို့ရှိကြောင်းပြောပြရနေပဲဒီစစ်တင်ကိုအဆုံးသတ်လိုက်ပြန်သည်ခင်ဗျာဒီစစ်တင်မှာအောင်ရှင်နေပေးခဲ့ကြတဲ့ DPP ဖွဲ့သားတွေအားလုံးကိုရော DPP ဖွဲ့သားတွေအားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ